င်္ဂလာပါရှင်ကျမရောဝန်ဒီပါ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်2025ခုနှစ်စက်တင်ဘာလ1ရက်နေ့ကနေနိုဝင်ဘာလ30ရက်နေ့ထိ3လအတွင်းမှာအာနာသိန်းစစ်တကြောင်တရက်ကိုပြည်သူ3ယောက်နှုံးလောက်တေဆုံးခဲ့တယ်လို့နိုင်ငံရေးအကြံသားများကိုကြီးစောင့်ရှောက်ရေးအသင်း AAPB ရဲ့ဒီဇင်ဘာလ4ရက်နေ့ကထုတ်ပြန်တဲ့စီးရင်အရာတိရပါတယ် အဲ့ဒီ3လတာအတွင်းမှာအမျိုးသမီး126ယောက်အမျိုးသား188ယောက်စုစုပေါင်း314ယောက်တေဆုံးခဲ့ရလို့ AABB ကထုတ်ပြန်ထားတာပါအဲ့ဒီတေဆုံးတဲ့သူတွေထဲမှာအသက်16နှစ်အောက်ကလေး86ယောက်ပါဝင်တယ်လို့လည်းသိရပါတယ်တေဆုံးတဲ့သူတွေက225ယောက်ဟာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်လို့သိရပါတယ်။ပြည်နယ်နဲ့တိုင်းနယ်ထဲမှာသခိုင်းနိုင်ရတေဆုံးသူအများဆုံးဖြစ်ပြီး62ရက်တာ ကာလအတွင်းမှာတော့62ယောက်တေဆုံးခဲ့တယ်လို့ရခိုင်ပြည်နယ်ကတော့ဒုတိယအများဆုံးအနေနဲ့58ယောက်တေဆုံးခဲ့ပါတယ်။ဒါအေဘီဘီကအတည်ပြုထားတဲ့စီးရင်ဖြစ်ပြီးတခြားတေဆုံးသူ343ယောက်ရဲ့စီးရင်ကိုလည်းတိချကောက်ယူပြီးအတည်ပြုနိုင်မှုကြိုးပမ်းနေတယ်လို့ထုတ်ပြန်ထားပါတယ်ရှင်။စစ်တပ်လုံးမဲ့ရွေးကောက်ပွဲစန့်ကျင်ရေးအတွက်မန္တလေးဈေးချုံမှာ တပိတ်ကောင်းဆောင်ဒေါက်တာတေဇာဆန်းဆန္ဒပြတော်ကအားပေးခဲ့တဲ့ဈေးတွေကိုစစ်ကောင်စီကအင်အား300နီးပါးနဲ့ဒီဇမလာ၄ရက်နေ့ညကနေဒီကနေ့မနက်အထိဖျက်ဆီးဖယ်ရှားခဲ့တယ်လို့မြို့ခန်ဒီစီကနေသိရပါဗျ။မနေ့ည12နာရီကနေဒီကနေ့မနက်အထိချမ်းရည်တာဆန်မြို့နယ်ချမ်းရည်တာဆန်အနောက်ရက်ကွက်29လမ်း84 85လမ်းကြားရှိပြန်ကြားဈေးအတွင်းကဈေးတွေကိုဖယ်ရှားခဲ့တယ်လို့ဈေးရောင်းချသူတို့က DVV ကိုပြောပါဗျ။ အဲ့ဒီဈေးတဲ့တွေကိုစစ်တပ်ကဒေါက်တာတေဇာစန်းနေရာကိုမေးခဲ့ပြီးမသိတဲ့အတွက်ဈေးကိုဖြတ်တာလို့ဈေးတဲ့တယောက်ကပြောပါတယ်ဒေါက်တာတေဇာစန်းဆန္ဒပြခဲ့တဲ့ပြန်ကြဈေးတဲ့ကိုစစ်တပ်လောက်ခံစီပင်ပြည်သူစစ်အုပ်ချုပ်ရေးအဖွဲ့အင်အား300နီးပါးနဲ့လာရောက်ဖြတ်တယ်လို့မြို့ခံတယောက်က DVV ကိုပြောပါတယ်အဲ့ဒီဈေးထဲမှာရှိတဲ့ဆိုင်ကန်း80လောက်ကရောင်းချမဲ့ပစ္စည်းတွေကိုလည်းအကုန်သိမ်းသွားပြီးဈေးကိုဖျက်လိုက်တယ်လို့ဒေတာခန်တွေကပြောကြပါဗျာ စစ်တပ်ကလုံခြုံရေးတင်းကျပ်ထားတဲ့ကြားကနေဒေါက်တာဒေဇာဇန်ရဲ့အဖွဲ့အားဒီဇင်ဘာလ3ရက်နေ့မနက်ကချန်ရီတာဇန်အနောက်ရက်ကွယ်29လမ်း84 85 85လမ်းကြားမှာရွေးကောက်ပွဲကိုစတင်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်ရှင်။မိုးကုတ်မိုးမိတ်နှစ်မျိုးစလုံးကိုစစ်တပ်ထိန်းချုပ်နိုင်ပြီးတဲ့နောက်လက်နက်ကြီးတွေနဲ့ဇက်တိုက်ပစ်ခတ်နေသလိုမျိုးပြင်ကနေကြေးရွာတွေမှာစစ်ရေးတင်းမာနေရလို့လည်းသိရပါဗျ။ ဓာတူမိုးကုတ်မြို့တဲကစားတောက်ကုန်တချို့လဲရှားပါပြက်လက်လာတဲ့အခြေအနေတွေကိုတော့သိုးတူအောင်ကသတင်းပေးပို့ထားပါတယ်ရှင်။မိုးကုတ်နဲ့မိုးမိတ်မြို့တွေကိုတာအန်တာ DNL ကစစ်ကော်မရှင်တပ်စီကို ပြန်အပ်ပြီးနိုဝင်ဘာ28ရက်ကစလို့တော်လိုင်းတက်တချို့နဲ့စစ်ရေးသင်းမာနေတာဖြစ်ပါတယ်။ဒီဇင်ဘာလ၄ရက်မနက်အစောပိုင်းမှာတော့မိုးကုတ်မြို့အနောက်ကျမ်းမြို့ပြင်တနေရာကိုလေရင်ဘုံကျဲခဲ့တယ်လို့ မျိုးစုံနေရာတချို့မှာလည်းပျောက်ကြားသဘောတိုက်ပွဲငယ်တွေဖြစ်ပွားခဲ့တယ်လို့ပြစ်ခတ်တံကိုကြားခဲ့ရတဲ့မျိုးကံကပြောပြပါရယ်ဒါအတူပါပဲမကုတ်မြို့အရှိချားမှာလည်းလက်နက်ကြီးပြစ်ခတ်တံတချို့ပြန်ထွက်လာပြီးတော့စစ်တပ်ကဒီဇင်ဘာ3ရက်ညပိုင်းနဲ့ဒီဇင်ဘာ4ရက်မနက်ပိုင်းတွေမှာတုံးချက်တွဲတခါမျိုးပင်ကရွာရိတ်ဘက်ကိုပြစ်ခတ်လေရှိတဲ့အကြောင်းဆိုပါရယ်အင်းကပုံစံလိုပြစ်တာပါဗျာစစ်တပ်ကဝင်လို့ပြစ်တာပါပျောက်ကြားဖြစ်လို့ပုံမြို့ရောင်ရမြို့ကျင်ပတ်ဘူးပါဒီကြောင်ကောင်းဝင်းကျင်ပေါ့အဲ အခုရှိနိုင်လို့ကျွန်တော်ဝေခဲ့တာဖြစ်တာဒီနောက်ပိုင်းကျတော့အထက်ကတော့မြင့်ရဲ့အထက်ကဒီတောင်းပြီးတော့ဟွာလို့ဒီပြေးမှာပေါ့လေဒီဒီဟွာစစ်တပ်လောက်ကြတော့ဒီအောင်မီကိုကြီးကျောင်းပါလို့ရှိရတာဒီလူတဲ့ရောပါအဲတော့စီစီလေးဖြစ်သွားတာတော့ဒီရှိပိုင်းပေါ်လုံးပေးမှာနော်ကျန်တဲ့နေရာရဲ့ဆင်တော့ဆင်ထားမှာပုံရဟိုတက်လေရကြတာပေါ့ဗျအဲရောကတရအဲဟွာသမေးဖွဲ့နောက်ဆုံးရတော့ ဒီဟိုပြင်လည်းလည်းနောက်ဆက်ဆိုင်တော့အဲကျော်သက်ဒီပါလာနေတော့ဟာဆိုရင်ပြောကတော့ရှောင်ရလို့ပြောပြသူများမရှိကြအောင်လို့ပြောလက်ရှိမိုးကုတ်မြို့ထဲမှာစစ်ကောမရှင်တပ်သားတထောင်ကျော်အထိရှိနေပြီးနေရအနှံ့မှာလက်နက်ကြီးတွေတပ်ဆင်ထားကြောင်းသိရပေမဲ့ဘဲရွာတွေကိုလှမ်းပစ်ပြီးဘဲရွာတွေမှာတိုက်ပွဲအသေးတွေဖြစ်နေတယ်ဆိုတာကိုတော့အသေးအချာမသိရဘူးလို့မြို့ကန်တွေကပြောပါတယ် လမ်းပိတ်ထားတာမျိုးမဟုတ်ပင်မဲ့စစ်ရေးတင်းမာမှုတွေကြောင့်လုံခြုံရေးစိုးရိမ်နေရပြီးတော့နိုဝင်ဘာ28ရက်တည်းကနေအခုချိန်ထိကုန်ကားအဝင်အထွက်တွေမရှိတော့ဘဲစားသောက်ကုန်တချို့ပါစတင် ပြက်လက်လာပြီလို့နောက်ထပ်မျိုးကန်ကလည်းဒီဇင်ဘာ3ရက်ညပိုင်းမှာ DVP ကိုပြောပါရစေ။ဒီလေပြန်နေပြီအရှင်ကပြန်လို့မြည်ဖြစ်ရခဏမနဲ့ဆိုကျွန်တော်အတန်းငါမရအောင်ပြာတန်းငါဝင်လို့မရအောင်ဒီရွက်လေးကြီးနဲ့အဲ့လိုကြည့်ပြီးတော့အဲ့လိုကြီးပဲဝင်နေရတာအဲ့ဒါဆိုရင် ားမွေလို့ချက်တာဆိုရင်ကားမွေလို့ဝတ်တာဆိုတော့ဒါသူပေါ်နေနေစားလို့ရမယ်ပေါ့နော်အလူလူလေးတွေပေါ့နော်အဆန်လေးတချို့တည်းဆိုင်မှာကျဲတယ်သူတွေဆိုင်မှာမကျဲဘူးဒါဆန်ဆန်တဲ့မဖွင့်ဘူးစီရတဲ့စီဆန်တိုင်းမဖွင့်ဘူးအဲ့လိုမျိုးပေါ့နော်အဲကုံချောက်ကြီးဆိုရင်ကုံချောက်ကြီးဆိုရင်ပုံမှန်စားနေကြလူတွေစားနေကြမုံချောင်းမျိုးလေးဆိုဝယ်လို့မရတယ်အမမယူရီလိုမျိုးတို့ပုံချွတ်လိုမျိုးတို့အဲတစီမုံလိုမျိုးတို့အဲ့လိုမျိုးတွေဝယ်လို့မရဘူးပေါ့နော် စစ်ကောင်မရှင်တပ်တွေမိုးကုတ်မြို့တွေဝင်လာပြီမဲ့အရက်ဘတ်ဌာနဆိုင်ရာဝန်ထမ်းတွေဝင်လာတာမရှိသေးပဲစတားလင့်စက်တချို့ကလွဲလို့စက်သက်ရွေးတွေလည်းပြတ်တောက်နေတဲ့အကြောင်းမြို့ကန်တွေကပြောကြပါဗျ။ဒါအတူရှမ်းပြည်နယ်မြောက်ပိုင်းကမိုးမိတ်မြို့နယ်ဘက်ကလည်းစစ်ကောင်မရှင်တပ်သားတွေစစ်ကား၄စီးနဲ့အင်အားယာပိုင်းရောက်ရှိနေပြီးတော့ဌာနဆိုင်ရာတွေနဲ့တချို့သောနေရာတွေမှာတပ်ဆွဲထားတဲ့အကြောင်းအမိမဖော်လို့တဲ့တပ်ဖွဲ့တစ်ခုရဲ့တာဝန်ရှိသူက DVB ကိုပြောပါဗျ။ သူ့ရဲ့စာနဲ့ဖြေကြားချက်ကို DVV သတင်းတောက်ကအသံအစားတို့ဖတ်ပြထားပါတယ်။မိုးမိတ်ထဲလဲကားလေးစီးနဲ့ဝင်လာတယ်လို့သိရတယ်ပေါ့နော်။မိုးမိတ်ထဲကနေလဲမြို့ပြင်ဘက်တွေကိုဖြန့်ထွက်တာ။တွင်းငယ်သွားတဲ့လမ်းဘက်တို့တခြားမဘိန်းတို့သွားတဲ့လမ်းဘက်တွေပေါ့။မြို့ပြင်ဘက်တွေမှာက KIA KPDF တွေရှိတယ်။ PDF တွေ PLA တွေရှိကြတယ်လေ။နောက်ပိုင်းတော့မသိရဘူး။မိုးကုတ်ထဲမှာလဲမိုးကုတ်ရဲစခန်းကနေပြီးလက်နဲ့ကြီးနဲ့ပတ်ချလေကိုပစ်တယ်လို့သတင်းပို့တာရှိတယ်။ စစ်တပ်ဟာမိုးကုတ်ရုံမိုးမိတ်ဘက်မှပါမြို့တွင်းကိုပဲထိန်းချုပ်နိုင်တာကြောင့်မြို့ပြင်ဘက်ကိုစစ်ကြောင်းထိုးနယ်မြေရှင်းလင်းဖွယ်ရှိပြီးစစ်ရေးတင်းမာနေတဲ့အကြောင်းသိရပါတယ်။မန္တလေးတိုင်းဘက်မှလည်းစစ်ကော်မရှင်တပ်တွေဟာတပ်တက73အပြင်သွင်းငယ်ရွာကိုထိန်းချုပ်ထားပြီးတပည့်ချင်းမြို့ကိုလည်းပြန်သိမ်းနိုင်တာကြောင့်မိုးကုတ်မိုးမိတ်လမ်းအပြင်တပည့်ချင်းမိုးကုတ်မိုးမိတ်တွင်းငယ်လမ်းတွေကိုသာထပ်ပြီးတော့ထိန်းချုပ်နိုင်ရင်တပည့်ချင်းနယ်တစ်ခုလုံးကိုစိုးမိုးသွားနိုင်မှာဖြစ်ပါတယ်။ကျွန်တော်စိုးသူအောင်ပါ။ ဒီဗီရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကြည့်ရှုခဲ့ရတာပါအားလုံးကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ဝင်ပါ